တိုင်းတာယာဝရီခရိုင်မင်းလာမြို့နယ်ရန်ကုန်ပြည်ကားလမ်းပေါ်ကစစ်ကောင်စီစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။မင်းလာနဲ့စစ်ကွင်းအထက်ရန်ကုန်ပြည်ကားလမ်းပေါ်ကစစ်ကောင်စီတပ်စခန်းမှာဇွန်လ16ရက်ညနေ4နာရီလောက်ကအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပြီးတိုက်ပွဲလည်းပြင်းထန်ခဲ့တယ်လို့သိရှိရပါတယ်။စစ်ကွင်းအထက်စီဆိုင်အနီးမှာဖြစ်ကြတယ်။ G1 G2 အရာရှိတွေပါတည်တယ်။ အရေးပေါ်ဆေးရုံပို့ရတဲ့စစ်သားတွေလည်းခြေနေမကောင်းဘူးအရက်သားအင်စီက ထိမှန်သွားတာလည်းမှန်ပါတယ်တိုက်ပွဲဖြစ်နေလို့မသွားဖို့တားပါသေးတယ်အဲ့ဒီကြားရဲကတက်သွားလို့ RPG ထိသွားတာပါလို့ PA Underground News PUGN ကဖော်ပြထားပါတယ်တိုက်ပွဲမှာစစ်ကောင်စီဘက်ကတေဆုံမှုတွေများပြားပြီးတာယာဝရီခရိုင်စီမံအုပ်ချုပ်ရေးကောင်စီကဗိုလ်မှူးစော်မျိုးဝင်းနဲ့ အုပ်ဖို့မျိုးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့တည်ဆုံသွားတယ်လို့လည်းဒေတာရင်းသတင်းရင်းမြစ်တွေကဖော်ပြထားပါတယ်စစ်ကောင်စီဘက်ကတည်ဆုံမှုတွေများတဲ့အပြင်ဒဏ်ရာရလူနာတွေလည်းအများပြားရှိတဲ့အတွက်ရွှေတောင်မြို့ကရင်တရားစစ်ဆေးရုံကိုအရေးပေါ်ပို့ဆောင်စေကူတာပေးနေရတယ်လို့ဒေတာကန်တွေစီကသိရပါတယ် ဇွန်လ16ရက်ည7:00နာရီအချိန်ထိစစ်ကောင်စီဘက်ကလက်နက်ကြီးထိမှန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တထားစင်းကျော်ကိုရွှေရောင်မြို့ကိုအရေးပေါ်ပို့ဆောင်ခဲ့ရပြီးတိုင်ပွဲတွင်ခရီးသွားကားတစ်စီး RPG ထိမှန်ပြီးတော့အမျိုးသမီး3ဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်ရှင်။